2025မတ်လ28ရက်ကပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုနဲ့တေးကြီးဒဏ်ရာရမှုတွေကိုမြန်မာလူထုကြုံတွေ့ခဲ့ရပါတယ်။နိုင်ငံတကာမှာတဘာဝကပ်ဘေးကြတဲ့အခါတိုင်းပြည်နယ်လူထုစိုးစိုးဝါဝါထိခိုက်တာကိုထောက်ထားပြီးနိုင်ငံရေးစီရေးပရိပခတွေဖြည့်ရှင်းခဲ့ကြတဲ့အတိုင်းလှုပ်ဆောင်ကြဖို့ပြည်တွင်းရောပြည်ပမှာပါအတန်တွေထွက်လာပါတယ်။ စစ်ကောင်စီဟာအခါကြီးရကြီးတွေနဲ့တိုင်းရင်းသားတွေရဲ့နှစ်သက်ကူနေ့ရက်ပြည်နယ်နေ့ရက်တွေမှာပေးပို့ခဲ့တဲ့သဝင်လွှာတွေတဲကစစ်ကောင်ဆောင်ပြောကြားချက်ကိုကြည့်မယ်ဆိုရင်ပထမအချက်လက်ရှိနိုင်ငံအခြေအနေမှာတိဆောက်ရေးကိုမလုပ်နိုင်ဘဲတိုင်းပြတ်ပြည်ဖြတ်ရန်ကို ကာကွယ်နေရတယ်လို့ဆိုပါတယ်ဒါကိုကြည့်ရင်စစ်ကောင်ဆောင်နဲ့စစ်ကောင်စီတို့ဟာတိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးအောင်မစွမ်းဆောင်နိုင်ဘူးလို့ဝန်ခံလိုက်တာပါပဲဒုတိယအချက် 2021စစ်အာဏာသိမ်းပြီးဖြစ်ပေါ်လာတဲ့ပြည်ပခါနဲ့လက်နက်ကင်တိုက်ခိုက်မှုတွေဟာနိုင်ငံရေးအမြင်မတူတာအပေါ်အခြေခံသလိုတတိတခြားရက်တီလိုစိတ်နဲ့အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်တာကြောင့်ပေါ်ပေါက်လာတယ်လို့ဆိုပါတယ်ဒီအချက်အရာရွေးကောက်ပွဲအနိုင်ရလွတ်တော်ကိုယ်စားလှယ်တချို့ဟာနိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာကိုဥပဒေနဲ့အညီမဖြေရှင်းဘဲလူလူစိတ်ခံစားချက်ကိုအသုံးချပြီးအကြမ်းဖက်မှုတွေဖြစ်လာအောင်သွေးထိုးလုံဆော်ခဲ့ကြတယ်ဆိုပြီး ဖြစ်ရမှန်ကိုမျက်ကွယ်ပြုထားပါတယ်တကယ်တမ်းကစန္ဒပြသူတွေကိုလမ်းကြိုလမ်းကြားအထိ လိုက်လံပစ်ခတ်တပ်ဖြတ်ဖမ်းမိသူတွေကိုစစ်ကြောရေးမှရိုက်နှက်တပ်ဖြတ်စတဲ့စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်စွာပြုမူဓာတွေကြောင့်တပြည်လုံးအနက်လက်နက်ကင်ပုံကံမှုတွေအားကောင်းကောင်းဖြစ်ပေါ်လာတာပါမေဦးတော်လိုင်းရဲ့လက်နက်ကင်အင်အားစုတွေမပေါ်ပေါက်ခဲ့ရင်တိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေလည်းအားကောင်းမလာနိုင်ပါဘူးအချို့တိုင်းရင်းသားအဖွဲ့တွေလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပဲရှိပြီးစစ်ပွဲအတွင်းပါဝင်လာမှာမဟုတ်ပါဘူးတတရချက်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အမေရိကန်အကြမ်းဖက်တွေရဲ့တိုက်ခိုက်မှုကြောင့်နိုင်ငံတော်အခြေခံအဆောက်အဦတွေနဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ပြတ်သုံးပြီးဆင်းရဲဒုက္ခရောက်နေကြတယ်လို့ဆိုပါတယ်တကယ်ကစစ်တပ်စကြသူတွေရဲ့ပိုင်ဆိုင်မှုတွေချိတ်ပိတ်သိမ်းဆဲတာရတအိုးအိမ်တွေသာမက စာတင်ကြောင်းစေယုံ ဘာသာရေးအဆောက်အုံတွေကိုစစ်ကြောင်းထိုးမိရှို့ဖျက်ဆီးလေကြောင်းကဘုံကျဲလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုစစ်တပ်ကစတင်လှုပ်ဆောင်ခဲ့တဲ့အပြင်အရသားတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေလုပ်ခဲ့တဲ့အထောက်အထားတွေအများကြီးရှိနေပါတယ်။တော်လိုင်းအင်အားစုတွေဘက်ကအဓိကဖျက်ဆီးတာကစစ်တပ်ပိုင်းမိုင်းတဲဆက်သွယ်ရေးတာဝါဒိုင်တွေဖြစ်ပြီးကြံတာတွေကိုတိုက်ခိုက်တာမရှိသလောက်ရှားပါးပါတယ်။လူပုဂ္ဂိုလ်ရပြတ်မှတ်ထားတာကစစ်တပ်သတင်းပေးဒလန်နဲ့ အမားခံတွေပါစတုထအချက်အရပြည်တွင်းပြည်ပရဲ့သွေးထိုးလုံဆောင်မှုတွေရှိနေတာကိုနိုင်ငံသားတိုင်းသတိထားသင့်ပြီးစီးလုံးညံ့မှုပြပြားရာကနေဆင်းရဲဒုက္ခရောက်တာတွေကိုသင်ခန်းစာယူဖို့အချိန်ရောက်ပြီလို့စစ်ကောင်းဆောင်ကပြောပါတယ်ယနေ့ကာလဟာစီးလုံးမှုပြပြားနေတာမှန်ပေမဲ့2017ကနေ2020အထိအမျိုးသားပြန်လည်တင့်မြတ်ရေးလမ်းစဉ်တိစောက်ခဲ့ပါတယ်အပြစ်အဝမရခဲ့ပေမဲ့ အပြန်အလှန်ထိန်းချောင်းညှိနှိုင်းတာတွေရှိခဲ့ပါတယ်၂021မှာအာနာသိန်းလိုက်လို့သာတစ်ဖက်နဲ့တစ်ဖက်အယုံကြည်လုံးဝကင်းမဲ့သွားတာပါဘယ်ပြည်တွင်းပြည်ပကမှတွေးထိုးလို့မဟုတ်ပါဘူးလက်ရှိမြန်မာနိုင်ငံရေးစီးပွားရေးအခြေအနေကိုကြည့်ရင်လက်နက်ကိုင်ပြည်ပခါတွေဖြစ်ပွားနေတာကိုကြည့်ပြီးသုံးသပ်လို့မရပါဘူး နေမြေအများစုကိုစစ်တပ်ကကောင်းကောင်းထိ ंछ ုံနိုင်စွမ်းမရှိတော့တဲ့အခြေအနေကိုမျက်မှောက်ပြုဖို့လိုပါလိမ့်မယ်စစ်ကောင်စီနဲ့နှိစက်တဲ့တရုတ်နဲ့ရုရှားတောင်ယင်းနှိမ့်နှံမှုကုံသွယ်မှုတွေပြုလုပ်နိုင်ခြင်းမရှိတာကစီးပွားရေးပိတ်ဆို့တာကြောင့်မဟုတ်ပါဘူးစစ်ကောင်စီကတိုင်းပြည်တည်ငြိမ်အောင် ထိမထားနိုင်လို့ပါအလားတူစစ်ကောင်စီကြွေးကြော်တဲ့ရွေးကောက်ပွဲဆိုတာကလည်းတိုင်းပြည်မတည်ငြိမ်လို့နိုင်ငံရဲ့သုံးပုံတစ်ပုံမရှိတဲ့မြို့နယ်တရာလောက်မှာပဲပြုလုပ်နိုင်မယ်လို့ဆိုပါတယ် လာမဲ့တစ်နှစ်အတွင်းဆိုစည်ရေးအခြေအနေရရွေးကောက်ပွဲလုပ်မဲ့မြို့နယ်တရာကိုစစ်ကောင်စီဘလောက်ထိန်းချုပ်နိုင်မလဲဆိုတာ မသေးကြပါဘူးစစ်ကောင်စီကလက်နက်စွန့်ပြီးပါတီစုံရွေးကောက်ပွဲဝင်ပါဆိုတဲ့အချက်ကိုသူတို့နဲ့ပဋိပက္ခမရှိတဲ့ SSPB RCSS ချမ်း UWSA ဝ NDAA မိုင်းလာတို့တောင်ပြုတ်လုံမှာမဟုတ်လို့ကြံတဲ့တိုင်းရင်းသားအဖွဲ့တွေနဲ့ PDF အပါအဝင် တွေဦးတော်လန်ရေးအဖွဲ့တွေအနေနဲ့ဆိုပိုဝေးပါလိမ့်မယ်ဒီအတိုင်းဆိုငင်းချမ်းရေးအမျိုးသားပြန်လည်တင့်မြဲရေးလို့ဆိုတာရှိမှာမဟုတ်ပဲစစ်ပွဲတွေဆက်ဖြစ်နေဦးမှာပါတိုင်းပြည်လဲတည်ငြိမ်မှုရှိမှာမဟုတ်တလို့ပြန်လည်တိဆောက်ရေးဖွံ့ဖြိုးတိုးတက်ရေးတွေကလည်းအလန်းဝေးနေပါလိမ့်မယ်မတ်လ28ရက်ငလျင်ကြောင့်မြန်မာပြည်ဒုတိယမြို့တော်မန္တလေးနဲ့ မြန်မာပြည်အလဲပိုင်းမြို့ကြီးတွေအများအပြားကအသက်အိုးအိမ်စည်းစိမ်တွေပျက်စီးဆုံးရှုံးနေချိန်မှာမင်းအောင်လှိုင်နဲ့စစ်ကောင်စီရဲ့သဘောထားမပြောင်းလဲခဲ့ရင်မြန်မာပြည်ပြည်ထနာဟာပုံမူဆိုးဝါးလာနိုင်ပါတယ်။ငလျင်ဘေးကြောင့်တိုက်ပြည်ကတ်ဆိုင်နေချိန်မှာနိုင်ငံရေးစီရေးပြိပခတွေကိုညှိနှိုင်းဖြေရှင်းလိုကြတဲ့ပြည်တွင်းပြည်ပသဘောထားတွေကိုအကောင်အထည်ဖော်ဖို့ဆိုတာစစ်တပ်ရဲ့သဘောထားပြောင်းလဲနိုင်မှဖြစ်မှာပါ။ငလျင်ဘေးကယ်ဆယ်ရေးကာလမှာ NUG PDF နဲ့မြောက်ပိုင်းသုံးဘွဲတို့ကယာယီတစ်ဖက်သက်အပြစ်ခတ်ရက်စဲခဲ့ပေမဲ့ဧပြီလ၁ရက်နေ့အထိစစ်ဆက်တိုက်မယ်လို့စစ်ကောင်စီကပြောဆိုတာတွေ့ရပါတယ်။ဒါပေမဲ့ဧပြီလ၂ရက်မှာဧပြီလ၂၀ရက်နေ့အထိအပြစ်ရကြောင်းစစ်ကောင်စီပြောင်းလဲကြေညာခဲ့ပါတယ်။ဒီလိုကြေညာတာကလည်းနိုင်ငံတကာဖိအားရှိတာပြည်တွင်းနိုင်ငံရေးလက်ဦးမှုမဲ့သွားတာဘင်းစတက်စီအဝေးမှာ မျက်နှာပန်းလှစေတာစတဲ့အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်စစ်ကောင်စီက အပြစ်ရကျင်ညာထားပေမဲ့ဘုံကျဲမြဲကျဲလျက်လက်နက်ကြီးပြစ်မြဲပြစ်လျက်စစ်ကြောင်းထိုးမြဲထိုးလျက်ရှိနေပါတယ်အပြစ်ရတာကလည်းငလင်းအေးဘော်ကာလအတွက်ပဲဖြစ်လို့နောက်ပိုင်းမသေးကြပါဘူးမြမနိုင်ငံရေးပြဿနာကိုအမှန်တကယ်ဖြေရှင်းလို့ရင်ရှေ့ဆက်လမ်းဖို့ခြေလမ်းတွေအများကြီးရှိနေသေးတယ်လို့စစ်တပ်အနေနဲ့အခြေအနေမှန်ကိုပြောင်းလဲလက်ခံပြီး တင်းမာတဲ့သဘောထားကိုပြောင်းလဲဖို့လိုအပ်ပါတယ်